စီမီလေးလဲထွန်းတာအိခာနီလေးပေါ့အဲ့ဒီချိန်မှာဘုရားလောင်းကအဲ့ဒီတည်းမှာဘွားကနေတော့လူလင်ဂျူလေးပုံတံနဲ့ပေါ်လာတယ်လက်ထဲမှာလည်းပဲလက်ဆောင်ပစ္စည်းကကင်ထားတယ်လက်ဆောင်ပစ္စည်းကဘာလဲဆိုတော့ရွှေပဲရုပ်တွေနဲ့ပြည်နေတဲ့ရွှေခွက်တစ်ခွက်တော်တော်လှတယ်ပေါ့နော်ရွှေခွက်ကအဲ့ဒီတည်းမှာနော်ရွှေပဲရုပ်ကလေးတွေရွှေဘုပဲရုပ်လေးတွေပုံစံလောက်ထားတယ်ရွှေပဲရုပ်လေးတွေအပြည့်ထည့်ထားတယ် ဲ့ဒီလက်ဆောင်ပစ္စည်းကိုကင်ပြီးတော့ဘုရားလောင်းကစပြီးတော့စကားဆိုတယ်တဲ့။နောက်အလွန်တင့်တယ်တဲ့ခန္ဓာကိုယ်ရှိတဲ့မင်းသမီး။ငါဟာတင်းနဲ့တညတာအတူတူနေပြရစီ။ဒါကြောင့်တင့်ကဟာဟောဒီလက်ဆောင်ပစ္စည်းတွေယူလာခဲ့တယ်။အဲ့ဒီလိုမျိုးဘုရားလောင်းကပြောတဲ့အခါကျတော့မင်းသမီးကစဉ်းစားတယ်။အဆောင်ချက်တွေအလွန်ထူထပ်နေတဲ့ဒီငါရဲ့နန်းတော်ထဲမှာ ဘလို့လုတ်ပြီးတော့ဒီလူလင်ကရောက်လာတယ်လေ။ဟိုဘုရားလောင်းသေသွားပြီးတဲ့နောက်မှာနောက်ထပ်ဘယင်အစ်စ်မရှိဘူး။ဒီဥရိယပါဒမင်းသမီးကပဲဘယင်မအနေနဲ့နောက်တန်းကြီးကိုဆက်လက်ပြီးတော့အုပ်ချုပ်တယ်။အမတ်တရပေါ်မှာသူလွှမ်းမိုးနိုင်တဲ့အရေးချင်းရှိလို့နော်။ဒါကြောင့်သူကဘယင်မအနေနဲ့အုပ်ချုပ်တယ်။အဲ့တော့သူစဉ်းစားတယ်ဒီငါရဲ့ဌိနန်းတော်ဟာ အလွန်တရာမှအဆောင်အကျက်တွေထူပြောတယ်လုံခြုံရေးအလွန်အားကောင်းတယ်ပေါ့ဒီကြားထဲကနေပြီးတော့ဒီလူကဘလို့လုပ်ပြီးတော့ရောက်လာတယ်အဲ့ဒါနဲ့သူမေးတယ်တင်းဟာလူလားနတ်လားငကားလားဘာလဲဒါပဲသူစိတ်ဝင်စားနော်အဲ့လိုမေးတဲ့အခါကျတော့ဘုရားလောင်းကမလေမှုငါနတ်ပါတဲ့တင်းနဲ့အတူတူနေခြင်းလို့တင်းနဲ့ပျော်မွေ့ခြင်းလို့ အတီကိုလာခဲ့တာဒါကြောင့်ဒီလက်ဆောင်ပစ္စည်းကိုယူပြီးတော့ငါ့ကိုပြောမှုပေးပါအဲ့လိုပြောတဲ့အခါကျတော့မင်းသမီးကသင်ရတဲ့နတ်ပဲဖြစ်ဖြစ်ငကားပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ငါဟာဥတ္တရပတ္တမင်းသားကလွဲလို့တခြားဘယ်လိုယောက်ျားပေါ်မှာငါစိတ်ဝင်စားဘူးတဲ့သူအပြက်ပဲပြောလိုက်တယ်ဒါကြောင့်သင်ဒီနေရာနေမြန်မြန်ထွက်ခွာသွားပါသင်ကလက်မခံနိုင်ဘူးအဲ့လိုပြောလိုက်ရောဘုရားလောင်းကပျောက်သွားတယ် အမင်းသမီးကတော့အတွေးတွေနဲ့ကြံရစ်တာပေါ့လို့။အော်ဘာလဲမသိဘူး။ဒီလိုနဲ့ဦးဇင်းတို့နောက်နေ့ညရောက်လာပြီဆိုတော့မနေ့အချင်းလိုအချင်းလိုမျိုးမှာပဲထပ်ပြီးတော့ဘုရားလောင်းကရောက်လာတယ်။အဲ့ဒီရောက်လာတဲ့အချိန်ကျတော့လက်ဆောင်ပစ္စည်းလည်းပါလာတယ်။သို့တော့လက်ဆောင်ပစ္စည်းကနည်းနည်းကွဲလွဲမှုတော့ရှိတယ်။ရွှေပဲရုပ်တွေတော့ထည့်ထားတယ်သို့တော့ရွှေခွက်တော့မဟုတ်ဘူးတဲ့ငွေခွက်ဖြစ်နေတယ် နော်ငွေခွက်ထဲမှာရွှေပဲရုပ်လေးတွေထည့်လာအလွန်တင့်တယ်တဲ့ခန္ဓာကိုယ်ရှိတဲ့မင်းသမီးတင်းနေတဲ့ကြတာကအတူနေပါစေဒါကြောင့်ဒီလက်ဆောင်ပစ္စည်းကိုယူပါအဲ့ဒါလိုပဲအရေးဆိုလာပြန်တယ်ဒီတော့မင်းသမီးကဘလို့စဉ်းစားလဲဆိုတော့အော်ဒီနတ်ကမနေ့ကငါသူ့ကိုစကားတွေပြောလိုက်လို့သူကငါဒီကိုနောက်ထပ်တစ်ခေါက်ပြန်ပြီးတော့ရောက်လာတာဒီနေ့ငါသူ့ကိုစကားလက်ခံထပ်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်သူကထက်ခါထက်ခါလာနေတော့မှာပဲ ငါသူ့ကိုယတိပြတ်လုံးဝစိတ်ဝင်စားဘူးဆိုတာကို तू တည်တည်ချာချာတည်တော့မလုံးဝခွန့်တုံမပြန်တော့ဘူးဘာမှမပြောတော့ဘူးဘာမှမပြောဘူးဒီတိုင်းပဲနေအဲ့လိုဘာမှမပြောဘဲနဲ့စိတ်စိတ်နေလိုက်တဲ့အခါကျတော့ခဏနေတော့ဘုရားလောင်းကပျောက်သွားတယ်နော်အဲ့လိုနဲ့ဦးဇင်းတို့တတိယမြောင်နေ့ညမနေ့ရလို့အချိန်မျိုးလေးပဲဘုရားလောင်းထပ်ပြီးတော့ရောက်လာတယ် လက်ဆောင်ပစ္စည်းလည်းပါလာတယ်ပိုက်လာတယ်ဒါပေမဲ့လက်ဆောင်ပစ္စည်းကပို့ပြီးတော့ထူချကိုလွယ်မှုရှိလာတယ်အဲ့ဒါကဘာလဲဆိုတော့ရွှေပဲရုပ်တွေမဟုတ်တော့ဘူးတဲ့ငွေပဲရုပ်ကလေးတွေဖြစ်နေတယ်ထက်လာတဲ့ခွက်ကလည်းပဲရွှေခွက်လည်းမဟုတ်ဘူးငွေခွက်လည်းမဟုတ်ဘူးဘာလဲဆိုတော့ကြီးခွက်ဖြစ်နေတယ်တံပိုးကျသွားတယ်ပေါ့နော်အဲ့ဒါနဲ့ဒီလက်ဆောင်ပစ္စည်းကိုယူပါတညတာအတူနေပြရစီအဲ့လိုမျိုးပြောတဲ့အခါကျတော့မိဖုရားက သူဘာဘောသတိထားမိသွားလဲဆိုလက်ဆောင်ပစ္စည်းကိုသတိထားမိသွားတယ်အဲ့တော့သူစကားမပြောဘဲမနေနိုင်နော်တင်ဟာအလွန်မိုက်မဲတဲ့ပုံကိုပဲတဲ့ယောက်ျားတွေဟာအမျိုးသမီးတွေကိုကိုယ့်ရဲ့အလိုကိုပါဖို့ပြောကြဆိုကြတဲ့နေရာမှာနော်တထောင်တန်နဲ့ဖြားရောက်လို့မရရင်နှစ်ထောင်တန်ယူခဲ့ရမယ်နှစ်ထောင်တန်နဲ့ဖြားရောက်လို့မရရင်သုံးထောင်တန်ယူခဲ့ရမယ် ကိုလိုချင်တာမရဘူးဆိုရင်လက်ဆောင်ပစ္စည်းကိုပို့ပြီးတော့တိုးပြီးတော့ယူလာစရာအကြောင်းသာရှိတယ်အခုတော့သင်ဟာကုံသေးမိုက်တယောက်လိုပဲတဲ့လက်ဆောင်ပစ္စည်းကိုတရတစ်ပါးရော့ပြီးတော့ယူလာခဲ့တယ်လွန်မိုက်မဲတဲ့ယောက်ျားပဲလို့ဘုရားလောင်းကိုပြစ်တင်အဲ့ဒီလူမျိုးပြစ်တင်တဲ့အခါကျတော့ဘုရားလောင်းကဘာပြန်ပြောလို့ဆိုတော့မင်းသမီးတဲ့ငါဟာမိုက်မဲတဲ့ကုံသေးလူမျိုးမဟုတ်ဘူးတဲ့ငါဟာလိမ္မာကျွမ်းကျင်တဲ့ကုံသေးလူမျိုးသာဖြစ်တယ်တဲ့ အာကုန်ပစ္စည်းနဲ့တိုက်တန်တဲ့အဖို့ခကိုသာလည်းငါပေးနိုင်တယ်။ငါပေးလိုက်တဲ့တန်ဖိုးရှိတဲ့အာကုန်ပစ္စည်းနဲ့မတိုက်တန်တာမျိုးဖြစ်စေရဘူး။အချင်းဒီအလဟသငါမပေးနိုင်ဘူး။ဘာဘူးလို့လက်ဆောင်ပစ္စည်းကိုငါရော့ရော့ပြီးတော့ယူလာခဲ့တယ်ဆိုလို့ရှိရင်တင့်ရဲ့အသက်ရဲ့အစင်းရဲ့ဒီနှမျိုးဟာတပြေးပြေးနဲ့ရုပ်လျော့နေလို့ပဲတဲ့ ါလေးကိုသူကပြောကျင်လို့လက်ဆောင်ကိုတမင်တန်ဖို့ရော့ရော့ပြီးတော့ယူလာလားဒီဇက်တော်လေးကဒီအကြောင်းအရာကြောင့်လည်းပဲထင်ရှားတယ်ပေါ့ဟုတ်လားအဲ့လိုမျိုးဘုရားလောင်းကသူ့ကိုပြန်ပြီးတော့ပြောတဲ့စကားရက်တွေထဲမှာစဉ်းစားစရာအများကြီးပါလာတယ်ပေါ့နော်အာယုဇဝန္နောဇမနုဿတ္တကိနိဟယတိမနုဇာနာတုက္ကတိတေနေဝဝဏီနာဒဏပိတုံရှာနိဟယတိစေနတရာတိအစ္စ ကာထာလေးနဲ့ပြောတယ်ဘုရားလောင်းကသူကတည်းတဲ့ကောင်းတဲ့ခန္ဓာကိုယ်ရှိတယ်အလွန်လှပတ်တင့်တယ်ခန္ဓာကိုယ်ရှိတယ်မင်းသမီးမနုဿတ်လောကေဟောဒီလူလောကကြီးမှာမနုဇာနဲ့လူသားတို့ရဲ့အာယုဇာအသက်ဆိုတာဝန်သောဇာအစင်းဆိုတာ၄နှမျိုးပြောတယ်နော်အဲ့ဒါတွေဟာနိဟိယတိအမြဲတမ်းရုပ်လျော့နေတယ်တဲ့နော်အသက်နဲ့အစင်းဟာတစ်ချိန်နဲ့တစ်ချိန်အမြဲတမ်းလျော့ပြီးတော့လိုက်လာတယ် ဆိုလိုတာကတန်ဖိုးကြလာတယ်ပေါ့နော်အချိန်နဲ့မြတ်တန်ဖိုးကြလာတယ်တိနေနဝန်နေနအဲ့ဒီအသက်နဲ့အစင်းတက်ဟာရော့ပြီးတော့ကြာနေတဲ့အတွေ့အကြုံတုံရှန်တဲ့အတွက်ဒဏ္ဍပိဥစ္စာပစ္စည်းကိုလည်းပဲနိဟေတိငါဟာရုပ်လျော့စီတယ်တဲ့အစ္စာအခုကိုပဲဇိဏတရာပိတင့်ရဲ့အဲ့ဒီအစင်းတက်နဲ့အသက်တက်ဟာပိုးပြီးပိုး၍နည်းနည်းလိုက်နေတယ်လက်တွေ့ကိုသူကပြောတာ အသက်တက်နဲ့အစင်းတက်ကရော့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 လိုက်နေတဲ့အတွက်ကြောင့်တဲ့အတွက်ဥစ္စာပစ္စည်းကိုလည်းပဲငါကရော့ပြီးတော့ပေးရတာအခုပြောနေတုံးမှာကိုပဲတင့်ရဲ့အသက်တက်နဲ့အစင်းတက်ဟာရုပ်လျော့လိုက်နေတယ်တဲ့လက်တွေ့သူကပြောတာအဲ့ဒါကိုထပ်ပြီးတော့သင်ရှားအောင်မလို့ပြောတော့ဆိုတော့အေဝံမိပိခမာနတရာဇပုတ္တိယတ္တိနိယတ္တိနိများသောများသောအချာယံရှိတဲ့ရာဇပုတ္တိမင်းသမီး အင်းဝဤတို့မေငါသည်ပိခမန္တတအခုလိုကြည်နေတုံးမှာကိုပဲအခုကြည်နေတုံးမှာကိုပဲဟာယတေဝတဝဝန္တော်တဲ့တင့်ရဲ့အစင်တက်တွေဟာရုပ်လျော့ပြီးတော့လိုက်နေတယ်အဟောရတနာမစ္စည်းအဟောရတညနေနေ့နေ့ကြားလာတဲ့အချိန်မှာအစ္စည်းလွန်သွားပြီဆိုလို့ရှိရင်နေ့ရက်တွေအများကြီးလွန်သွားပြီဆိုလို့ရှိရင်အပ္ပနတိကတာဝမေဝတဲ့ ဘသူပါဘဲဝါပါလို့ပြည့်ညက်ပြီးတော့ကြားเสียကိုးကောင်းတော့မကြံလောက်အောင်အကုန်လုံးပျောက်တဲ့အဖြစ်ကိုဂမိတ္တိရောက်ရလိမ့်မယ်တဲ့ဟုတ်။အဲ့ဒါလေးကိုတော့ဦးဇင်းကနည်းနည်းလေးပြောခြင်းတယ်နော်။ငါကြည့်နေတုန်းမှာပဲတင့်ရဲ့အစင်တက်တွေဟာရုပ်လျော့လိုက်နေတယ်။နေရတဲ့အများကြီးလွန်သွားပြီဆိုလို့ရှိရင်တော့ဒါဟာဘသူပါဘဲဝါပါလို့ပြเสียပြည့်ညက်เสียကိုးတော့မကြံတော့အောင်အကုန်လုံးပျောက်သွားမှာတဲ့။အဲ့ဒီပျောက်တဲ့အဖြစ်ကိုရောက်သွားမှာတဲ့။ ဒါကိုနည်းနည်းစဉ်းစားသိချင်းတယ်။ဘုရားကမတော်ဦးဇင်းတို့မှာအဖေမေဆိုတာရှိတယ်။အဖေမေရဲ့အဖေမေဖြစ်တဲ့ဖိုးဘွားဆိုတာရှိတယ်။ဖိုးဘွားရဲ့အဖေမေရှိတယ်။ရှိခဲ့တယ်တကယ်ရှိခဲ့တယ်နော်။အဲဆက်ပြီးတော့တွေးကြည့်ပါဦး။တချို့ဆိုရင်အဖေမေမရှိတော့ဘူး။ရှားလို့မတွေးတော့ဘူး။စိတ်ထဲမှာဝူရောပါလား။အတက်ပုံလေးပါလေးကြည်ရတာလောက်ပဲရှိတော့တယ်နော်။တချို့ဆိုရင်ပိုးတွေပွားတွေရှိတော့ရှိခဲ့တာပဲအခုတော့မရှိတော့ဘူးရှာလို့မတွေ့တော့ဘူးပျောက်သွားပြီ လုံးဝပျောက်သွားပြီနော်ဒီအလွန်ရိုးရှင်းတဲ့ဒီသဘာဝတရားကိုနားလည်ဖို့လိုတယ်ပေါ့အကုန်လုံးပျောက်ခဲ့ကြတယ်အဲ့တော့ကိုအောင်ဘလို့နေမှာလဲလို့မင်းကိုလည်းပဲပျောက်သွားအောင်ပါအခုကတော့တဖြည်းဖြည်းရုပ်လျော့နေတဲ့အဆင့်ပဲရှိသေးတယ်နေရက်ဒီကြားလာပြီဆိုလို့ရှိရင်တော့လုံးဝကိုပျောက်သွားအောင်ပါဟုတ်လားတာဝတ်သူပြောတာနော်အဟောရတနာမစ္စည်းနေရက်ဒီအများကြီးလွန်သွားပြီဆိုလို့ရှိရင် ဒါဘသူဝဘဝပါလို့ပြင့်ညက်လို့ပြင့်ညက်เสียခန္ဓာကိုယ်တော့မရှိတော့သည်အထိပြောက်ဝဲသွားဥမှာပါတဲ့အဲ့လိုမျိုးပြောပြီးတော့ဘုရားလောင်းကတကယ်လို့သာသင်ဟာမြတ်တဲ့အကျင့်ကိုကျင့်မယ်ဆိုရင် သူတော်ကောင်းတရားနဲ့အနေနိုင်မယ်ဆိုလို့ရှိရင်သင်ဟာရုပ်ရည်အစဉ်အလွန်လှပတင့်တယ်တဲ့အဖြစ်ကိုသင်ရောက်ရလိမ့်မယ်တဲ့ဆိုလိုတာကနတ်ရဲ့အဖြစ်ကိုရောက်ပြီးတော့သင်ဟာရုပ်ရည်အစဉ်အလွန်လှပတင့်တယ်တဲ့အဖြစ်ကိုရောက်ရလိမ့်မယ်လို့ ပြောတဲ့အခါကျတော့မင်းသမီးကစိတ်ဝင်စားလာတယ်။သူပြောတာရမ်းတဘာဝကြာနေတာကိုအဲ့ဒါနဲ့ तू ကမေးတယ်။အဲ့ဒါနဲ့မင်းနဲ့အဲ့ဒါလို့ဆိုလို့ရှိရင်နတ်တွေကမအိုးဘူးလားတဲ့။နတ်တွေမှာအရေးတွန့်တာတွေလိမ့်တာတွေမရှိဘူးလားတဲ့။အဲ့လိုမျိုးမေးတဲ့အခါကျတော့ဘုရားတော်ကဟုတ်တယ်တဲ့။နတ်တွေမှာအရေးတွန့်လိမ့်တာတွေမရှိဘူးတဲ့။တတိတချာအစည်းအိမ်ချမ်းသာဟာတူ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 ပြီးတော့တာ လာတယ်တဲ့ဒါကြောင့်နှက်ဖြစ်ရတာဟာဟိုလူလောကနဲ့နိုင်ဆိုင်အလွန်မှချမ်းသာတယ်ပေါ့အဲ့လိုမျိုးပြောတဲ့အခါကျတော့မင်းသမီးကဗာပြန်ပြောတော့ဆိုတော့ဩဒီလောက်နှက်ပြီကချမ်းသာတယ်ဆိုရင် လူတွေကဗာကိစ္စနှက်ပြီကိုရောက်အောင်မသွားကြတာလို့ဘာလို့ကြောက်လို့နှက်ပြီကိုမသွားကြတာလို့နှက်ပြီကိုသွားဖို့အတွက်လမ်းကဘာလဲနော်နှက်ပြီကိုရောက်အောင်ဘယ်လမ်းကသွားရမလဲပေါ့အဲ့လိုမျိုးမေးတာ မေတော်မဘုရားလောင်းကနတ်ပြည်ကိုရောက်ဖို့အတွက်ဒီလမ်းကရှောက်ရတယ်ရှုပြီးတော့နတ်ပြည်ကိုရောက်စေတတ်တဲ့လမ်းကိုအဲ့ဒီမှာဟောတယ်အဲ့ဒါလေးလည်းပဲစိတ်ဝင်စားစရာကောင်းပါတယ်နော်ဒါကသမတို့ဦးဇင်းတို့ဘဝတဏမကုံသေးသည်မြတ်တန်တရာခီးချမ်းဆိုတာဆက်ကြရဦးမှာဘူးခီးဆက်ရဦးမဲ့အတူတူဆိုရင်တော့အပေလေးပါဆိုတဲ့စိုးတဲ့ရုပ်တဲ့ညံ့တဲ့ပူလောင်တဲ့ဘဝတွေကိုဆက်ရတာနဲ့စားရင် ဲ့လူဘဝနတ်ဘဝမြမဘဝဆိုတဲ့ကောင်းမွန်တဲ့ဘဝတွေကိုဆဲရတာကတာလွန်ပြီးတော့အဆင်မပြေဘူးလားအဆင်ပြေတယ်နော်ဒါတော့ညင်းလို့မရဘူးနော်ဒါကြောင့်နတ်ပြည်ရောက်ကြောင်းလမ်းဆိုတာကိုလည်းစိတ်ဝင်စားတဲ့နေပေါ့ဟောတခါတလေကြတော့လူတွေကနော်စကကြီးစကကြီးပြောတာလေးတွေလည်းရှိတယ်ဟောနတ်ပြည်လည်းလူပါညာလူပါပေါ့နော်ဒါပေမဲ့အခုလောလောဆယ်တော့စီဝါဥစ္စာနဲ့ပြည်စုံအောင်အတင်းယုံကံစူးစမ်းနေတာတော့မရှိဘူးလား ဒါစဉ်းစားကြရအောင်လေနော်အခုကိုရှာပွေးနေတဲ့ပိုက်ဆံကြောင့်ရလာမဲ့အာယုံကဘလို့အာယုံလဲ။နတ်ပြည်မှာရှိတဲ့အာယုံနဲ့အများကြီးယုံညံ့တဲ့အာယုံနော်ပြောရလို့ရှိရင်အဲ့ဒီအာယုံအတွေ့တောင်မှတချို့ဝါနဲ့ရင်းပြီးတော့ရှာနေကြသေးတာအဲ့ဒါကိုသာရှာပြီးတော့နတ်ပြည်ကိုကြတော့မှရှုံချနေတာလည်းရှိသေးတယ်။ဒါတော့ဦးစင်းကတော့ကိုစဉ်းစားမိတာကိုပြောတာပေါ့နော်။ ဒါကြောင့်မလို့နတ်ပြည်ရောက်ကြောင်းလမ်းဆိုလို့လည်းတိတ်ပြီးတော့အထင်မသေးစေချင်ဘူးပေါ့။နော်သာသနာနဲ့တွေ့တဲ့အချိန်မှာနိဗ္ဗာန်ရောက်ကြောင်းလမ်းဆိုတာကအလွန်ထင်ရှားတဲ့တွေ့ကြောင်းနတ်ပြည်ရောက်ကြောင်းလမ်းဆိုတာကအထင်သေးစရာဖြစ်တယ်ပေါ့။သို့တော့ငရဲပြည်ကိုရောက်စီတဲ့တဲ့လမ်းနော်ဘယ်လေးဘုံကိုရောက်စီတဲ့တဲ့လမ်းဆိုတာနဲ့နှိုင်းဆိုင်တော့အများကြီးအဆင်အတန်းမမြင်ဘူးလားမြင်တယ်။ တနည်းအားဖြင့်ဒီ납ပြီကိုရောက်ရှိတဲ့တဲ့လမ်းကိုဥတီကျဲလေးပြောင်းလိုက်မယ်ဆိုရင်နိဗ္ဗာန်ကိုရောက်ရှိတဲ့တဲ့လမ်းဆိုတာလေဖြစ်နိုင်တာပဲဒါကြောင့်မလို့ဒီကထာလေးကိုတည်တည်ချာချာလေးမှတ်ကြည့်ရမယ်နော်ဝါစမနေစပဏိဒါယတံမာကာယေနပပန္တိအကုပ္ပမနောနတ်သမီးတဲ့납ပြီကိုရောက်ကျင်တယ်ဆိုလို့ရှိရင်ဝါစမနေစပဏိဒါယတံမာနှုတ်နဲ့စိတ်ကိုကောင်းကောင်းစောင့်တည်ရမယ်တဲ့ အဲ့ဒီကစားနော်ဒီနှုတ်ကိုကောင်းကောင်းစောက်တည်ရမယ်မကောင်းတဲ့စကားတွေမထွက်စေရ